င်းစုများအားလုံးနဲ့မင်္ဂလာပါရှင်ဒီကနေ့မှလည်းဆိုင်းဆရာမဆရာမမြတ်တနာရေးသားထားတဲ့နော်ယမွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း၃အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြတင်ဆက်ပေးသွားပါရစေရှင်အားလုံးပဲလိုက်ပါလို့နာဆင်ပေးကြပါအောင်နော်နော်ယမွေးအပိုင်း၃ကလေးငယ်အားရင်ခွင်နေပွေကမိမိတကိုယ်လုံးလွင်မြောသွား၏ တွင်ကဲသောစင်နီကန်ကလည်းမိမိသည်ဤကဲ့သို့ပင်ကလေးအားပွေထားရင်ကအမတဝါပေတွင် အဖော်မေစွာငိုရှိုက်ခဲ့ဘူးသည်ထိုစဉ်ကဤကဲ့သို့ဇေယဝင်းမရှိပေကန်စောလွန်သော အမနှင့်ကလေးအတွက်မိမိငိုရှိုက်ရသည်အကူရမဲ့ငိုရှိုက်ရသည်အခုတော့သူတို့ကန်ကောင်းပါသည် အမိအဖခင်မွန်ညီကိုမောင်နှမအစုံအလင်းနှင့်ဇေယဝင်းကလည်းအစင်သိမ့်မို့အမ အမရမွေမိမိလက်ထဲမှကလေးကို တစုံတစ်ယောက်ကလာယူသည်ကို သိလိုက်ပြီးတွင်းချင်းသော ခေါ်တန်ကိုကြားနေရလျက်ပြင်းထန်သောရှူစည်းအနှံသည်မိမိနှာခေါင်းထဲသို့စူးဝင်လာ၏အမရမွေနေသာလိုက်ခေါ်တန်ကိုပြပီတတကြားရမှဒေါက်တာဟင်ကြီးအတန်းမှန်းသိလိုက်သည်ဒေါက်တာဟင်ကြီး၏နူးညံ့သောစကားသံနှင့်အခေါ်ပေါ်ကြောင့်ရင်းနှဲတွင်နှွေးသွားသည် ို့တော်မိမိအဖြစ်ကိုသတိရပြီးရှက်စိတ်ဝင်ကရုတ်တရက်သစ်ပင်ကိုမိနေရမှခါမလိုက်၏တို့တော်မျက်လုံးနဲ့ပြာသွားသည်အမရုတ်တရက်မထားလိုက်နဲ့လေမိပြီးတော့နားနေအောင်လူနာလူနာရောအခြေအနေကောင်းပါတယ်မကြခင်တတိယမှာပါအမသာနေသားသလိုနားနေလိုက်အောင်နော်ကျွန်တော်ပစ္စည်းတွေသွားသိမ်းလိုက်အောင်မေးရရတယ်နော်ရော့ရှူးစင်းလေးရှူနေလိုက် ဒေါက်တာဟင်ဂျီကယူရစွာ စကားဆိုပြီးနှုံရမွေအသစ်ပင်တွင် ပြန်မိကနေသားကြောင့်အောင်ထားပြီးထွက်သွား၏ဒေါက်တာဟင်ဂျီ၏နူညံ့စွာ ပြောင်းလဲသွားသောအခြေအနေကိုကြည့်၍ရှင်နေတွင်အံ့ဩသွားမိသည်သို့သောသတိလွတ်ဖြစ်သွားသောမိမိအခြေအနေကိုသတိထားမိသောအခါမကြည်မနက်ဖြစ်မိသည်မိမိအားအထင်သေးနေသောသူရှိတွင်ဤကဲ့သို့ဓမ္မခံတိုင်းဖြစ်သွားရသည်ကိုမကြည်မနက်ဖြစ်မိ၏ ထို့ကြောင့်ခိတမြနားနေလိုက်ပြီးအနေငယ်နေသားထိုင်သာရှိသွားသောအခါဒေါက်တာဟန်ဂျီအလုံးရှုံနေသည့်နားသို့ထလာခဲ့သည်ဟမ်အမနေသားတို့နေပါဘာလို့ထလာတာလဲသူကမိမိလဲကိုဆွဲပြီး လူနာဤအနီးသစ်ပင်နာတွင်မိချပရင်ကအမရဲ့လူနာခြေနေကောင်းပါတယ်ဒါပေမဲ့တိတ်ဆိတ်မချရလို့ကျွန်တော်တို့စကန်ကိုခေါ်သွားတာပေါ့ဒီနေ့တည့်တော့မပြန်သေးပဲစောင့်ကြည့်နေအောင်မယ်လीတည့်တော့နေကြအောင်နော် ရပါတယ်ဒေါက်တာကျမနေနိုင်ပါတယ်ကလေးမျက်နှာဝင်းပပလေးကိုကြွက်ခနဲမြင်ပြီးမှလူနာဤမျက်နှာပေါ်လာသောအခါကလေးအောင်မဝါစွာကြွေပြောက်သွားလိမ့်ပြီဒေါက်တာဟင်ကြီးကစီးသက်တာကိုပိန်လိုက်ပြီးကျဉ်းနှက်စွာကောင်းငိမ့်လိုက်ဤမျက်လုံးလေးပွင့်ကဟိုဒီကြည့်နေသောလူနာအားတစ်ချက်လှမ်းကြည့်လိုက်သည်ရုံးကန့်အော်ဟင်းနေသော ကလေးငိုတန်ကအားရပွဲကောင်းလာ၏ကျွန်တော်ကအမေကိုကူးဆိုင်နေတာ ကလေးကလှုပ်နေသေးတော့မစိုးရိမ်မျိုးတော်သေးတယ်။အမသတိရပြီလို့နှုံးမို့ရင်ကျွန်တော်တို့ကြိုးပမ်းမှုတွေကအလဟတက်ဖြစ်သွားမှာပဲ။အမသိပ်ပင်ပန်းသွားမှာပဲ။ငကိုကမှအားမရှိဟာ။တရားပြန်သွားရင်အမအေးအေးဝဝအိတ်လိုက်အောင်နော်။အခုလဲမျိုးလုံးမိတ်ပြီးအနားယူလိုက်ပါဦး။ပြောပြောဆိုဆိုနေသူ့ချူတီကုတ်လေးကိုချုပ်ပြီးမိမိပကုံမော်တို့လွန်ပေးလိုက်၏ရပါတယ်ဒေါက်တာကျုံတာပါလေချင်းကိုက်တယ်ကျွန်တော်တို့တွေတာဝန်ချိန်မဟုတ်ဘူး တစိမ့်မဆန်မနဲ့အမရင်အလင်းအောင်တန်းလာပြီးရင်나이ဝက်လောက်နာပြီးသွားကြတာပေါ့ကျွန်တော်ဥစိုးအေတို့တို့နားကိုသွားလိုက်အောင်မယ်နော်ခွင့်တောင်းပြီးမိမိနားမထွက်သွားတော့ဒေါက်တာဟင်ကြီးနောက်ကျောကိုမိကြည့်ရင်ကအန်အောမီဤထို့ပြင်ထူကြစွာရှင်လင်းနေသောသူအကြီးကိုသတိထားမိ၍ရှင်နေတွင်ပင်သက်ခါခါချမိဤငိုနေသောကလေးငယ်ကိုကောက်ချပြီးရှင်မောနေသောဒေါက်တာဟင်ကြီးပုံစံသည်တဖြည်းဖြည်းမှုံဝါလာသည် နှလုံးအဆုံကိုမိတ်ချလိုက်သောအခါလွန်ခဲ့သောဆယ်နှစ်ခန့်ကကာလကိုပြည်ပြင်းစွာ မြင်တွေ့လာရတော်သည်အခန်းနှင်းရမွေရမွေတာဇန်ကွယ်အိမ်မက်လူလူနှင့်တူညီသောအတန်ကိုကြားရသည်ထို့နောက်မိမိခြေတော်ကိုတစုံတုံးကဆွဲလုံလိုက်သည်ကိုသတိပြုမိလိုက်၏မနစ်တိုင်းဒီလိုနှုတ်နှုတ်ချင်းခံရ၍မကြည်မနှက်နှင့်တစ်ဖက်သို့လည်းကအိမ်နေလိုက်သည် ရမွေးရမွေးထစံဒီမှာဘိုက်နာလိုက်တာနင်ပါမအောင်မကိုရဘူးအမစကားကြောင့်အိမ်မက်မနေသည်မဟုတ်သဖြင့်စက္ကနေမျိုးလုံးဖွင့်ချလိုက်သည် အမောင်တို့ကကြီးစိုးနေစေမို့နည်းနည်းလေးဟန်မတူသည်ကောင်းရင်မအပအတန်ကိုကြားရသည်တဝမနင်ပါဖြစ်လဲဝေးဘိုက်နာလို့အပအမစကားတန်းကြောင့်အိမ်ယာမလူလဲထားပြီး ဒုက္ခပဲအမကြီးညနေကမှတဝင်းမြကြီးငပတ်အိမ်ပတ်ထွက်သွားတာညာအိတ်တဲဟဲ့အေးညနေကပဲငှက်စီလာပြီးမေးသေးလို့ငါကနေကောင်းနေပြောလိုက်တာဒုက္ခပါပဲအမစိတ်ပြက်စွာညင်ညူလိုက်သည် အမပြောတကယ်သို့ပင်မိမိတို့နန္ဒမေရွာတွင်ဝမ်းဆွဲဆရာမမရှိပါရွာလက်သေးသာရှိသည်သို့သောအနီးနားမှရွာများတွင်လက်သေးမရှိ၍တူဦးတည်း လက်မလဲနိုင်အောင်အလွန်များလွန်လာသည်နင်တို့ကလည်းဟာပို့လိုက်တာအပားကမိခွေခိုင်း၍အခန်းထဲဝင်လာပြီးအမနာတွင်စောင်းချောင်းတိုင်ချလျေကောင်းကိုတပြင်းပြင်းကုန်လိုက်သည်တပတ်လောက်လိုသေးနေပျော်တော်ကို အပားရဲ့ကျမလည်းပဲတိမှလဲအမတော်ဝမိုင်းမျက်နာသည်မိအောင်အောင်၌လွန်စွာအကြည်တန်းနေသည် မျက်နှာကိုရှုံမဲထားသည့်အပြင်စပင်းများပွားရောင်ရောင်နှင့်ချွေသည့်ချွေပေါက်များထွက်နေသော မျက်နှာကလွန်စွာကြောက်မွေးဖွယ်ကောင်းလာသည်ဤအချိန်တွင်ရွာဤအချောလာအမအီမျက်နှာကိုတန့်တော်ငေးမောကြည့်နေမိသည်အမအီပြုံးချို့သောမျက်နှာသာနှီးစဉ်တွေ့ရပြီးဤကဲ့သို့ရှုံမဲနေသောမျက်နှာကိုတခါမှမတွေ့ဘူးပါငါငါဘသူ့ကိုတွက်ခေါ်ရမလဲနင်အကြီးကိုတွက်ခေါ်ရမလားโอ้ အပကလည်းအရင်အပြိုကြီးကဘာလို့တက်မှာမလို့အားလုံးတော်ဝင်များပြီးအကူနေရတာဒီလိုလို့လေအပလည်းပြန်လိုက်ကျမတို့ငမြချင်းကိုသွားမယ်ဟိုမှာအဲ့ဒါစိတ်မှုရှိတယ်ဇယမလည်းရှိတယ်စိတ်မှုကဇာလေးအိမ်မှာတင်းနေတာလေညနေကတော့လာသွားသေးတယ်အဲ့ဒီကိုသွားတာပေါ့ဟာနေဟာဖြစ်ပါမလားတော်ကြလက်မှာဒုက္ခတွေ့နေမယ်ဖြစ်ပါတယ်အပရဲ့ အခုမှစနာတာပါ သူမျိုးတွေပြောတာအကြာကြီးနာရတယ်တဲ့အေးနင့်အမိုးလည်းတနေလုံးနာတာအမသည်ပထမအဦးဆုံးသားမို့ဘာမျှနာမလဲပဲအပားကလည်းရိုးရိုးအားအားမို့ဘာမျှမတက်ပြီးအရာရာကို အမကဦးဆောင်ရသူပြီပြီယခုသားပွားရန် ကိစ္စကိုလည်းအတွေ့အကြုံရှိသောအမကပင်ဦးဆောင်နေလိပြီဟဲ့ရမွေးပန်းငိုင်းနေတာလေထဆောင်ယူခဲ့ပြီးတော့ ငါဝယ်ထားတဲ့ကလေးအနီတွေထုတ်ငါအင်ဂျီလုံးကြီးတွေနှစုံလောက်ထက်မိအိမ်ယူခဲ့အာနော်လိုက်တာနော်နင်နင်ပါမမလုပ်တတ်သေးဘူးအမကိုရဘူးအမကဝေဒနာကြားမှနေမြည်တွန်တောက်တည်နေ၍အမကိုရှာထုတ်ပြပြီးအမပြောသောပစ္စည်းများကိုတကူစီလိုက်တဲ့နေ၍အိတ်ချင်စိတ်မရှိတော့အမပိုင်နာနေသည်ကတကြောင်ညာကြီးခရီးထွက်ပြီး ဆီယာတန်သောမီကတကြောင်မို့စိတ်ထဲပျော်နေသည် ထို့ကြောင့်မျက်နှာတက်လိုက်သည်အမလီအရေးတဲ့မျက်နှာတက်နေတာမိမအလပြင်းမှုသူကစဉ်းစားနေသည် အမပြောလိုက်၍မျက်နှာတက်ခြင်းအလုပ်ကိုရပ်လိုက်ရသည်လမ်းတော့အောင်မှာအမရဲ့အမအင်ဂျီလုံးကြီးများကိုထိရင်ခေါင်းကိုကမန်းကရန်ဖြည်းဖြည်းအောင် ပြေးလိုက်သေးသည်အီယမို့တော့အမမမြင်တော့ဘီရွှေမွေးပြီးပြီလား လင်ထထာရာရီယူသွားစံပါရီနော်ပြီးတော့အပလဲပေါ်မှာကောက်ယူထူထူခင်းကိုနီအိတ်လဲခင်းအောင်နော်အမကပြောပြောစူစူနင်းတိုင်အမထားရလိုက်သည်အစဉ်ဖြက်လက်နေသောအမသည်တချွချွမြင်းရဲ့လီလဲနေ၏ကားကိုထောက်ပြီးလက်ကအလုံးလုံးနေသေးသည့်အမကိုတစ်ချက်လှမ်းကြည့်၍မီးအိမ်ဆွဲပြီးအိမ်ပေါ်မှဆင်းလာခဲ့သည် အမတော်ဝါမသည် တိန်သားလုံးကိုဥဆောင်နိုင်သူဖြစ်သည်အသက်60ကျော်လာပြီဖြစ်သော အပါသည်အဆောင်ဆောင်မျက်နှာလွှဲနေနိုင်၏ယခုလေသူ့မိဖွားဖို့ကိစ္စကို သူဟာသူဥဆောင်နေသည်အပါနှင့်အတူ ကောက်ရိုးများကိုလဲပေါ်သို့ဝိုင်းတင်ပေးနေစဉ်အမတော်ဝါမရောက်လာသည်မိမိကမိအိမ်ယူလာခဲ့၍အမတော်ဝါမသည်အမောင်တဲတွင်ဒီတိုင်းဆင်းလာခဲ့ဟန်တူသည် မိအိမ်မထားခဲ့မိတော့ကြောင့်မိမိကိုကိုအမြစ်အပြစ်တင်မိလိုက်သည်ဟဲပြီးရင်တက် လေပြီးတော့ငါကိုဆက်တင်အမလှန်တတိပေးလိုက်၍ကမန်ကရန်လဲပေါ်တက်ပြီးအမကိုဆွဲတင်လိုက်သည်အမကလဲဆောင်တသားစီရန်ဝင်ရိုးပေါ်ထိုင်လိုက်၏အမထိုင်ပြီးသည်နှင့်အပါကနှပါချိုးနှင့်လှုပ်၍စာနှင်လေတော့သည်ဟဲ့တိမ်ပြတဲဒီကော တိစီနေသောညတွင် အပါဤလင်ငေါတန်းနောချူတန်းများကတော်တော်ညံသွား၏မိမိတို့အိမ်လေးသည်ရွာအစွန်တွင်ရှိသောကြောင့်လဲထွက်လာသည်ကိုမိသူများမသိလိုက်ပေထို့ပြင်မိမိတို့နန္ဒမိတ်ရွာလေးသည်လည်းစစ်တောင်ကံပါ ဖြူးမြို့နေ၏အစွန်ဖျားတွင်ရှိသည်ယခုသွားလာနေသောငမြင့်ချင်းရွာသည်နန္ဒမိတ်ရွာနှင့်သုံးမိုင်ခန့်ဝေး၏အော်ဒီနေ့ကလကွေညပဲအခုမှတငယ်အိတ်ချင်ရှိသေးတယ် ဒီနေ့တော့ကြာနေနော်အပါတကောင်မကြော်ခင်မွေးရင်ကောင်းမယ်နုံမဟုတ်ရင်စနေနေ့ကိုကူတော့မှစိုးရတဲ့အပါရအမတော်ဝါမကညီ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 နဲ့ပြောလိုက်သည်တအူးစနေကို အပါရော အမရောကြောက်သည်ထုံမြမကမိမိကဲအိုးအကိုဆိုးကလည်းကြောက်သည် အကိုဆိုးသည်ကုံသွဲလေရာတွင် အလုံလုံပြီးစပါပေါ်ချိန်၌စပါတိုက်များတွင်တာဝန်ထမ်းဆောင်နေရသည် ထိုချိန်များတွင်အိမ်သို့ပြန်မလာနိုင်ပေရခင်ဖြူ၌တာဝန်ကြစဉ်ကလည်းပြန်မလာနိုင်ယခုအကိုဆိုးသည် တောင်ငူသို့ပြောင်းသွားပြီးကလေးကစဘာပေါ်ချိန်၌သုံးလီလလုံးလုံးအိမ်မပြန်လာနိုင်ပေဟဲ့တိမ်ပြမိုင်းညိုသွားစမ်းတေဒီကောင်လေးခါတိုင်းအီနောနှကောင်ကိုချိန်နှင်းပင်မရွယ်ဘူးသောအပါသည်ယခုသမီးသောကြောင့်တားဖီး၍ရိုင်နေနေ၏ နော်ညီနောင်မှာတကင်းထူကြသော အပြုံမှုကြောင့်ထိတ်လန့်အံ့ဩစွာဖြင့်တကင်းစိတ်တိုင်းကြပြေနေရသည်တဲဒီကရှင်ကနေနွားရိတ်တန်ကမိမိနှလုံးသားကိုနာကျင်သွားသည်တင်းညီနောင်ကိုမိမိအလွန်ချစ်သည်သည်ပြင်အလုပ်ကိုမလုပ်တော့လဲနွားစာကျေးသည့်အလုပ်ကိုတော့မညီညူမိပေသူဖြစ်၍မိမိလာရင်အတင်းလိုက်ခဲ့ပြီးအစားတောင်းတတ်၏ လေတိုင်းလေးများမော့ပေးပြီးအယူရခံတတ်သည်ဆရာလေးနဲ့စီမူကတငင်ချင်းနဲ့အပါရဲ့စီမူကသူ့မိဆုံးလို့စစ်ပြေလက်ပြောက်ခွင့်ယူပြီးဆရာလေးစီလာနေတာတပတ်တောင်ရှိပြီတဲ့อืมအမသည်အာယုံပြောင်းအောင်စကားပြောနေတော့လေတစ်ချက်တစ်ချက်တွင်မသက်မသာဖြင့်ညင်ညူလိုက်၏ မိမိကမူအမညီညူတန်းကိုမတက်မတာနားထောင်နေစဉ်ဆရာလေးဟူသောအတန်ကြောင့်ရင်내ထိတ်ခနဲဖိုးသွားသည်ဆရာလေးအကြောင်းပြောရင်းရင်ပိုရသည်မှာအခုမှမဟုတ်တော့အာဘလူနာနီနဲ့နာပါလေအခင်ရခက်လိုက်တာအမလေးလေးတော်ယုံကြီးညူကဲသောအမသည်အော်တန်ချွတ်ချွတ်မြည်အောင်သွားချိန်နေသည် အမိုင်းညီညူတန်ကြောင်မိမိရင်ထဲတွင် တုံလုံးမိသည်ဘာလို့ရမှမသိ၍အမဘိုက်ကိုကိုင်းလိုက်အမလက်ကိုကိုင်းလိုက်နှင့်မိမိတယောက်တည်းပြာရခက်နေသည် အမတော်ဝါမသည်ဖြားသည် နာသည်ဟူ၍မရှိပေတော်ယုံယောဂဝေဒနာကအမအီခိုင်မာသောစိတ်ဓာတ်ကို တိုး၍မရနိုင်တဝါမဖြစ်ပါမလားဝေအပါလှဲမောင်းမပြောင်းတော့ရွာများကတရွာနှင့်တရွာတမိုင်ကန့်ဝေးသည် တမျောတကောလေခွင်းများကိုဖြတ်ရသည်။ချောင်းယိုးနှင့်ဂျံဝဲများကိုလည်းဖြတ်ရသဖြင့်အပါကလေကို ချော့မောင်းနေရ၏။မိတ်တလင်ကြီးရွာအုပ်စုကိုဖြတ်ပြီးမှငမြင့်ချင်းတို့ရောင်မီဖြစ်သည်။နေလေပူပူတွင်ဤလန်းကိုမြည်သူများမလျှောက်ခြင်းကြောင့်ဤလန်းသည်ရိုးပြက်လန်းမှုခြံလာသည် ရှိုကမူပေါ်၍တာမန်သူပင်ခါနာသည်လန်းဖြစ်၏မြင်မြောင်းမှအပါရဲ့ တဝါမတန်ကြောင့်အပါကကေယံကရန်နှင့်နွားနှကောင်ကိုလန်ရင်လိုက်သည်နွားညီနောင်မှ အမီးထောင်၍အာသွန်ပြေးလိဤခီးတဝက်ပင်မကြိုးသေးပေအဝေးစီမှငမြင့်ချင်းရွာကိုမှုံဝါသာတွေ့ရသည် အမြင့်နီးတော်လေလက်ကွင်းကိုဖျက်ရသည်မှာတမျောတကောကြီးပင်ဖြစ်သည်လောင်မိုင်ညာမို့အလောက်ကောင်နီသောမှန်မီးအိမ်ကိုသာအာကိုရသည်မီးအိမ်ကိုလေးကွယ်စီရန်အတွက်တဖက်ဖွင့်သူပြအုပ်မီးအိမ်ကလေးဖြစ်သည်အပားရဲ့ ပိတ်ထဲကလှုပ်လာပြီဝေဟဲ့တော့กว่าပဲဘယ်နဲ့လုံးမလဲဟဲ့အပါကအလန်တကြားနဲ့နှပားချိုးကိုတုံကနေဆွဲလိုက်ရာနွားကြီးနောင်မှနာမုံးလေးရပတက်ရက်တန်းကြဤအိုးလဲကိုမရက်နဲ့လေအပါရဲ့မြင်းမြမမမြင်းမြလေးဟဲ့ ရွှန်ကနေရိုက်တန်နေအတူနွားဤနောင်ကလည်းသခင်အလိုကို နားမလည်ဟန်ဖြင့်ကြောက်အားလန့်အားပြေပြန်သည် လူပြုံမကြစေရန်တစ်ဖက်မှဆုပ်ကိုင်း၍အကြတစ်ဖက်မှမိခွက်ကိုမြောက်ထားရသည်အာအမညီညူတန်ကြောင့်အပါက နောက်သို့လှည့်ကြည့်လှည့်ကြည့်နေစိတ်မချဖြစ်နေသည် ပြီးကြသွားသောကောင်းမောင်းကိုပင်အလေးမထားမိပေအမသည်အောင်းနှုတ်ခံကိုတင်းတင်းကြိုက်ထားရင်ကညဉ့်ညူတံမတွက်စီရင်အတွက်ချိန်မိတ်ခံနေရရှာ၏အပါအပါနေရလိုက်တော့ဟမ်အမတန်ကိုနားဆွေနေသူပြပီးလဲကိုတုံကနေရက်လိုက်သည်အမကအန်ကိုတင်းတင်းချိန်၍ဒီအတိုင်းဆက်သွားလို့တော့မဖြစ်ဘူးအပါရေ နှောတွေကိုဖြုတ်လိုက်တော့နှောလေးကတော့ကိုတင်းပြီးအပားနှောတကောင်စီးသွားပြီးရွာကိုအပြေးသွားပြီးတော့အာလေးဆောင်တော့ပူဆိုးတယ်နီးတဲ့ဆရာလေးအိမ်ကိုဝင်တော့ဆင်မင်းကိုလှုပ်ပြီးမှဆရာမစီသွားတော့အမကဝေဒနာကိုကနာမိတာပြီးတခုပြီးတခုစီစဉ်နေပြန်သည် ရိုးသားပြီးအေးစီလာသောအပါသည် အမပြောသည့်အတိုင်းလိုက်လို့ဤ ငါနင်တို့နှစ်ယောက်ကိုထားခဲ့ရတာစိတ်မချဘူးရွာကလူကြီးတယောက်ယောက်ခေါ်လာရအကောင်သားပဲဟာအပါကဒီတို့ညီညူပြီးတဝါမပြောသေးတဲ့အတိုင်းနွားညီနောင်ကိုတဘောပြုတ်၍လဲတောက်ထောက်လိုက်ဤစိတ်ချအပါအပါသားမြန်မြန်လားကွင်ချီတဲ့မှာဘာမှမဖြစ်ဘူးအမရမွေးနေအမကိုဂီယူဆိုင်နော်အပါမြန်ဆုံးလာခဲ့မယ်မကြောက်နဲ့အာ ါလဲဟာရှုတိအပောင်းအော်တန်ကြောင့်နှစ်ဦးစလုံးကောင်းထောင်ပြီးချီမိသည်ဘာဖြစ်လဲပါဟင်အင်းဘာမှမဖြစ်ဘူးစူးစူးတော့ပါ နင်တို့အောက်မစင်းနဲ့နော်မိအိမ်ယူထားအပချက်ချင်းပြန်လာမယ်အပားတန်ကတုံခါနေသည် အမကလဲရဲ့တိုင်ကိုစုပ်ကိုင်းရင်ကမြင်းမြင်းပြန်လာခဲ့ပါနော်နွမ်းလျော်သောအတန်လေးနဲ့မာလိုက်သည် အပါသည်စိတ်မချစွာတစ်ချက်ကြည့်၍အီဟုတကွနေပြောပြီးမှိုင်းညို့ပေါ်ခုံတက်၍ထွက်ပြေးသွား၏အပါနောက်ကျော်ကိုကြည့်ပြီးမိမိရင်ထဲတွင်ဘာမှမရှိတော့အငဲ့စိမ်များနှင့်အတူရင်ထဲဟာသွား၏စိတ်ထဲမှလည်းကြောက်ရွံ့နေမိ၏အမဏီတူသောကြွေလေးများပြန်လာသည်မိအောင်အောက်တွင်အမမျက်နှာကအလွန်ကြောက်မဲ့ဖွယ်ရာကောင်းလာ၏သောကြွေများပြန်ထွက်လာပြီးဝိရဏကိုအံကျိတ်ခံနေရ၍လွန်စွာရုပ်ဆိုးနေသည် အာအမိုးရေနော်ဒီအမိုးရေအသက်နေကြီးနဲ့អော်လိုက်တော့အမတန်ចောင်းချက်သင်းပြန်ကနေထသွားသည် အမေကမိမိကိုမွေးဖွားပြီးအသက်တနည်းကလေးကဆုံးသွားခဲ့ပြီဖြစ်သည် အမေကိုပင်တည်တည်ကြကြမမမီလိုက်ပြီးထိုစဉ်ကအမအသက်သည်12နှစ်တောင်ရှိသေး၏အင်း အမိုင်ညီညူတန်ကိုနားထောင်ရင်ကကြောက်စိတ်များဝင်လာမိသည်ရမွေးနင်းနင်းငါ့ကိုကြည့်နော်နင်းယောက်ျားမอยู่နဲ့တိလားမိမိလက်မောင်းကိုတင်းကျပ်စွာစုပ်ခိုင်း၍ပြောလိုက်သည် အမစကားကြောင့်ဆရာမျက်နှာကိုဖြက်ကနေမြင်မိသည်ကြားလားနင်းဆရာကိုမอยู่နဲ့ဟုတ်ဟုတ်ကဲ့အယောင်ယောင်အမမကတိပေးလိုက်သည် သို့တော့ရှင်နေတွင် ပြုံးမိသည် အာအတန်နဲ့ဂျီနဲ့អော်လိုက်ပြီးမိမိလက်မောင်းကိုခါရမ်း၍ဆွဲញင်လိုက်သည်အမလက်များကတတ်မှပြီးတင်းကျက်လွန်လာသဖြင့်မိမိအယိုးများကျိုးသွားသလားဟုပင်ထင်မိ၏အမအမသိနေသလားဟင်ငါငါဘာလုပ်ပြရမလဲအမနဘူမချွေများကိုတပည့်နဲ့သုတ်ပေယုံကလွဲ၍မိမိလည်းပါများမတန်နိုင် တတ်နိုင်ရင်အမခံစားရသောဝေဒနာကို ပြောင်းလဲ၍ခံစားခြင်းသည်နော်လိုက်တော့နော်နင်လည်းမကဲနိုင်ဘူးငါလည်းမလောက်တတ်ဘူးအမကအော်ဟေရင်နေပင် လူလိမ့်နေ၏လေတစီလုံးမှလှောက်ကနေသည်လေတောက်ပြုတ်ကြသွားမည်ဆိုရင်တော့ကြောင့်အမအာတတိပေးခြင်းတော့လဲမပေးပြီအမတွင်အတိစိတ်မရှိတော့ မိအိမ်မောင်ဝါးအောင်တွင် အမကိုကြည်၍ချက်သီးထားမိ၏ဝိရဏကြောင့်တတိလလုဖြစ်ကမိမိလက်မောင်းကိုကုတ်ဖက်ချစ်ဆွေးထားသဖြင့် အသေးခိုက်အောင်နာကျင်မိသည်အခါတိုင်းအမတဝါမသည်မိမိအာနာကျင်အောင်လို့ဖို့နေနေသာသာလက်ဖြစ်ပင်မရွယ်ဘူးပေမိခင်တယောက်ကဲ့သို့ကျင်နာလွန်လာသည်မိမိအားအရေးတကြီးကြီးနှင့်ချစ်နေသောအမဖြစ်၏ယခု အမတတိလလုဖြစ်နေ၍သာမိမိအာနာကျင်အောင်ပြုမိခြင်းဖြစ်သည် ညကတစားတစားနေရှိုင်းလာသည်။နွေရာသီဖြစ်တော်လဲကွင်းကောင်ကောင်မို့လေအေးများပြတ်တန်းတိုက်ခတ်လာသည်။စစ်သည်အလိုလိုထလာပြီးကြောင်ယုံမိ၏အမကပါမြသတိထားမိပုံမရ။အကယ်၍သတိရသည့်တိုင်အောင်လဲကြောင်မီမတင်ပြီ။အမ၏တကိုယ်လုံးဖြူ၍နှွေပြောင်းလာတော်လဲစိတ်တက်ကယောက်ျားတို့လိုကြံ့ခိုင်းလာသည်။ထို့ကြောင့်အိမ်တော်တစ်ခုလုံးကိုပင် အမကမမမမရဲ၍ဥဆောင်နိုင်ခြင်းဖြစ်၏ အပါအပါကလည်းကြားလိုက်တာပါလို့ရမယ်မမသိ၍ညင်ညူလိုက်သည် အမကဝိရဏကြားမှနေ၍မိမိအားလန်းချင်ရင်ကရှင်မွေငါငါနေလို့မရတော့ဘူးငါငါတည်ရင်တော့နေဒုက္ခပဲနေလင်းလေးမမနေနော်အိုးအမကလည်းအမစကားကြောင့်အလန်တကြားဖြစ်သွားသည် တစ်စက်တည်းမှာပင်ယောက်ျားပေါင်စီမိမမီးနေဟူသောစကားပုံကခေါင်းထဲဝင်လာပြီးရှင်ထဲတွင် တုံလုံးချောင်းချားမှုဖြစ်ပေါ်လာ၏တခါမျှမတွေ့ဘူးသော အတွေ့ကခေါင်းထဲဝင်လာသည် အမသေးလင်းဆက်၍မတွေ့ဝင်တော့ပြီအမလက်ကိုစုပ်ကိုင်းရင်က အမမသိအောင်တိတ်တိတ်ကလေးငိုမိသည်ရွှေမွေးငါငါမွေးတော့မေးဟာအမ မငါမလုတ်တတ်ဘူးခဏနေပါအောင်ဟာအပားလာတော့မင်းလေခဏနေအောင်တော့ရုတ်တရက်ပါလို့ရမယ်မမသိ၍ကြောင်ကရန်းနဲ့ထားရလိုက်သည်ဟုတ်ကဲ့ပါရှင်ဆရာမမြတ်တနာရေးသားထားတဲ့ဟုတ်ကဲ့ပါရှင်ဆရာမမြတ်တနာရေးသားထားတဲ့နိုယင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအားပိုင်းသုံးနေဖြင့်ဆက်လက်လို့ဖတ်ပြနေခြင်းအားခေတ္တရန်နာပြစီရှင် နားဆင်ပေးခဲ့ကြတဲ့မျိုးမိသားစုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးအထူးပဲတင်ရှင်ရသလိုမျိုးမိသားစုများအားလုံးလည်းဘေးဥပ္ပတ်အန်ဒရယ်ပေါင်းမှ ကင်းဝေးလို့လုံခြုံကြပါစေရှင်။